မင်္ဂလာပါညရှိခွာဆာဆောင်မနှုတ်ခုစတာပါတယ်ဇွန်လ16ရက်2025ခုနှစ်ဒီနေ့လာနေအာယူရဲ့ယဉ်ချင်းရှိလို့ဘိုးဘီတို့အားပြီးမီဝငါချင်းဆိုသောဖြီကိုတင်းဒီဤလူမျိုးတို့အားဝေ၍အမွေပြီးမီယောရှုမဆာအခန်းကြီး1ခန်းငယ်6ခေါင်းစဉ်ကကျူတော်ကောင်းများခိုင်ခိုင်ချင်းချူဖခင်များနေရောက်သောအခါ Pray on our fathers သူတော်ကောင်းများခိုင်ခံ့ချင်းချူဓမ္မတချင်းကိုတည်ဆုံလေးရှိကြပါသည်တနည်းတာကာလပတ်လုံးမှာထုံဓမ္မတချင်းကိုဖခင်များနေကြမှာပဲတကုတ်တရတည်ဆုံချာကအံ့ဩဆရာလေးကောင်းပါသည်ထုံဓမ္မတချင်းကို1940ခုနှစ်တွင် Frederick William Faber ကရေးသားဆက်ဆုပ်ခဲ့ပါသည်စင်စင်အမှုတော်မြတ်မှာ ပါဝင်ဆောင်ရွက်ရေးညီမနှိမ့်ဆက်တပ်ဖြတ်ချင်းခံရသောရှင်းတန့်ရှင်သူကက်သလစ်အာဇာနည်များကိုအောင်မြင်၍ဂုဏ်ပြုရည်သားခြင်းလည်းဖြစ်ပါသည် တေးရဲသူဖေဘာဒီမူလာကအင်္ဂလင်ကန်သင်းတော်ဤအမှုတော်ဆောင်တစ်ပါးဖြစ်က သုံးနှစ်တာများအမှုတော်ဆောင်ဖြစ်လာခဲ့ပြီးမှကက်သလင်သင်းတော်သို့ပြောင်းရွှေ့အမှုတော်ဆောင်ပါသည်ထိုကာလမှာကက်သလင်အမှုတော်ဆောင်ဖုံးတော်ကြီးများဒီလရှင်များတို့သည် အမတန်အမပြင်းထန်ခံရပါသည်ထိုအကြောင်းများကို မြင်တွေ့ခံစားရလေတချင်းရေးဖွဲ့လို့တော်လေထိုစဉ်ကာလကက်သလင်သင်းတော်၌ဓမ္မတင်ရည်သားသည်ဆိုခြင်းမှာ အကန့်အသတ်ရှိနေသဖြင့်အင်္ဂလိပ်ကသင်းတော်သူတစ်ဖန်ပြောင်းလဲအမှုတော်ဆောင်ပြီးမှရေးသားဆက်ဆူခဲ့ရပါသည်ညင်းဆဲခြင်းမျိုးခံရတော်လဲဝိုးဝေးတို့၏ယုံကြည်ခြင်းသည်တို့တင်းကိုကြားရသောအခါကျွန်ုပ်တို့စိတ်ဝမ်းမြောက်ဝမ်းသာဆရာကြီးဖီဖာသည်ရှေးဝိုးဝေးယုံကြည်ခြင်းဖခင်ကြီးများ၏ဒီကြည်သောယဉ်ချင်းကိုကွန်ပြူ၍တခါတနာရင်ဖွင့်တော်လဲအဓိကနိုးစော်လိုသောအကြောင်းကိုတော့ခိုးရက်ထက်ဆူရံတွင် ဖော်ပြတာပါသည်ဝိုးမီတို့၏ယုံကြည်ခြင်းကြောင့်တည်ကြည်ပါမည်တည်သည့်တိုင်အောင်အဘယ်မှုကိုကြုံရသည်ဖြစ်စေပြားသခင်ကိုလက်မလို့ရပါဘူးခရစ်တော်ကသာစုံကင်ထားရပါမည်တည်ကြည်သောခရိယံသစ္စာမြင့်မြတ်သောယုံကြည်သူဖြစ်ရမည်ကိုသိမှတ်၍ကျွန်တော်တို့လည်းသခင်ပြား၌ခိုင်ခန့်ကြမှာပါအားလုံးဖြာကြည့်ကောင်းချီးပေးပါစေ။